မင်္ဂလာပါရှင် Simple Daily Life Channel မှာပြန်လဲကြိုဆိုပါရစေ။မိတ်ဆွေများအားလုံးကိုစိတ်နှပါချမ်းမှချမ်းသာပါစေလို့မြတ်တာပို့ပါရစေ။ BN ရဲ့အပေါင်းမှာကင်းဝေးပါစေလို့လည်းအလေးနဲ့ဆန္ဒပြုပါရစေ။ဒီနေ့တော့ကျမကြိုက်မိတဲ့ဝတ္ထုလေးတစ်ပုဒ်ဖတ်ပြချင်ပါသေးတယ်။ဆ iam မရင်းရင်းနှုမန္တလေးရဲ့အိတ်တန်းပြန်ငှက်များ ဆိုတဲ့ဝတ္ထုပါ။ဒီတရက်ခန့်ကျင်တာကတော့ကျမတို့ရဲ့ Simple Daily Life Channel လေးကိုလက်ခံ Subscribe လေးလုပ်ပေးပါဦးနော်။ အိတ်တန်းပြန်ငှက်များကျကျခါညောင်းလိုက်တာတော်တော်အချိန်နေစိုးနေတာပါလားဖျားဖျားကဲတော်မူပါခြေစစ်လက်စစ်ကလေးတွေကလည်းတစစ်စစ်ကြိုက်ဖျောင်းတိုင်လေးထွန်ပြီးဥဆိုင်ကြီးလိန်စည်းဘူးလေးရှာအောင်ပါအော်ဆေးကလည်းဘယ်နာမှမြတ်ထားပါလေအသက်ကကြီးလာတော့မှတ်ညံတွေကအမှားမှအယွင်းရင်းရဲ့ခြေစုပ်လက်နယ်ပြုမဲ့သားသမီးများကလည်းအမေဝဲလာတဲ့မုံဟင်းကားနဲ့ထမင်းကို လုံထွေလူရဲ့စားကြပြီးဗီဒီယိုမော့ဖို့သွားကြပြီအခုလိုဘဝနေဝင်ခြင်းလေးရောက်မှတော့အေးအေးချမ်းချမ်းစိန်ရှိရှိလေးနေကျင်လိုက်တာအဲ့လီစိန်မရှိရင်နေပါစီစားဖို့မပူရတောက်ဖို့မပူရကိုစားကျင်တာလေးစားလို့လှူကျင်တာလေးလှူလို့ဒီလိုနေရရင်တော်ပါပြီဒါပေမဲ့တောင်းလဲမတောင်းတာကျင်တော့ပါဘူးတတလုံးဒီလိုတောင်းတာခဲ့တာတတန်းနဲ့မှမနေပဲကျုပ်အသက်80ကျော်ခဲ့ပြီဘယ်မှာပြည့်စုံခဲ့လို့လဲ ူတို့ကပဲညှမ်းလို့လားကျုပ်ကပဲတော်လို့လားမသိသားသမီးတွေရှိရဲ့နဲ့ကျုပ်လို80ကျော်ကအံ့မောင်နဲ့ခင်ထားလို့မောင်နှမကိုရှာကျွေးနေရတယ်ဆိုတာလူကြားလို့မှမကောင်းနောက်ဆုံးတော့ဝစ်ကျွေးပေါ့လေငငယ်တဲကခေါင်းပေါ်ကမချခဲ့ရတဲ့ပဲပြုတ်တောင်းသူတို့အဖေနဲ့ရကစားခဏပဲချရတယ်အံ့မောင်လည်းမွေးရော ပြန်တင်ရတာပဲဒီလိုနဲ့အကြီးကောင်အငယ်မကြီးလာကြအရှုပ်အရှုပ်အိမ်ထောင်ကြကိုပါမြိုင်ဆုံး အနှစ်80ဆိုတာဘာမှမကြပါလားဖီးယားဖီးယားပြန်တွေးကြည့်ရင်မနေ့တနေ့ရလို့ပဲဒီကြားထဲမှာပျော်ပါးရတဲ့ကာလဆိုတာဘာမှမရှိ လောကဓာတ်နဲ့ကိုယ်နဲ့လုံလားထွေးလားဖြစ်အံ့မောင်ကမိမနဲ့ကိုယ်ကလေးတွေနဲ့အိမ်ရောက်လားခင်ထားကလေးတွေနဲ့ရန်ဖြစ် ခင်ထားယောက်ျားနဲ့အံ့မောင်နဲ့အယက်သမားကြီးရန်ဖြစ်ခင်ထားကအော်ဆဲအလိုလေးစူလိုက်ပူလိုက်တဲ့အိမ် ိုရမင်းရတဲ့အထက်အရင်မရှိလို့ပဲပြုတ်ကလည်းမရောက်နိုင်ပတ်ဆန်ရှာမဲ့လူတွေကပတ်ဆန်ရှာတဲ့အလုပ်မလုပ်ပဲရမ်းကားနေကြတော့ကျုပ်ဖြင့်အိမ်မှာနေခြင်းစိတ်ကိုတစ်စက်မှမရှိတော့ဘူးဘသူတည်ကြတည်ကြဟဲဆိုပြီးဖြစ်ထားခဲ့တယ်ဖျားဟိုလာခဲ့တာစိတ်ကထွေထွေရေဒါပဲအားကိုးစရာရှိတာလေမြမအိုဖျားဟိုဖျားကြလို့စာဆို ရှိသမို့လားဖျားစာလည်းဟုတ်ဒီပတ်ဒီမရပါဘူးဖျားရှိမှထိုင်ပြီးကျုပ်အကြာကြီးဖျားကိုငေးကြည့်နေမိတယ် အေးချမ်းလိုက်တာဖေရမျက်နှာတော်ကိုအကြာကြီးဖူးဝါတော်မှာထထွက်လာခဲ့တယ်အိမ်မပြောင်းချင်သေးဘူးလေကလေးတဖြူဖြူနဲ့လက်ကန်ဆောင်တန်းတဲ့အตาလေးဝင်ထိုင်နေလိုက်တာပါလာတဲ့ဖနက်ကလေးဖင်ခုပြီးဟိုငေးတည်ငေးပေါ့အဲ့ဒီအချိန်မှာကျုပ်အတွက်ထူးခြားတဲ့အဖြစ်အပျက်တစ်ခုဖြစ်သွားခဲ့တာပဲတက်တက်ရရတာတာနာနာဝစ်စားထားတဲ့အံ့မောင်တို့ရွယ်ကလေးတယောက်ပြီကျုပ်ရှိမှာခါလီကုံပြီးငါးချက်တန်လေးတယောက်ကိုကမ်းပေးပါတယ် ရုတ်တရက်ဘာဘာလိတ်ဆိုပြီးကြောင်ကြည့်နေမိတော့သူကလက်ထက်ကိုထိုးထည့်ပေးနေတော့ကျုပ်လည်းရောင်တောင်တောင်နဲ့ယူထားလိုက်မိတယ်။ဒီဘက်ကိုလည်းလှူအောင်ကလေးရဲ့လိုအတန်တန်ထွက်လာလို့လှဲ့ကြည့်မိတော့"အိုးကျုပ်တို့ရွယ်သူအိုးတွေပါလား။အဖိုးကြီးအဖွားကြီးတွေတန်းစီပြီးထိုင်းလို့ကျုပ်ကိုလှူတဲ့ကလေးကဟုတ်ကဲ့ဘွားအားလုံးကိုလှူမှာပါ"ဆိုပြီးတယောက်စီကိုငါးချက်စီလှူတယ်။ဖိုးကြီးကိုဖွားကြီးအိုးတွေကစမ်းပါပါစီချမ်းသာပါစီထီပေါက်ပါစီနဲ့စုတွေပေးလိုက်ကြတာတွတ်တွတ်နဲ့ပေါ့။ အဲ့ဒီတော့မှတတိရတယ်။အိုးကျုပ်ဘာစုမှမပေးလဲရပါလား။ဘယ်တိမှာတော့ပထမဆုံးအတွေ့အကြုံဆိုတာကြောင်အာနေတာပေါ့။အဲ့ဒီကလေးလဲထွက်သွားရောဖွားကြီးကိုဒီဘက်ကိုလာတော်ထိုင်းနေတာကလမ်းကြီးမှာဆိုပြီးအဖွားကြီးတယောက်ကလှမ်းခေါ်တယ်။ဒါနဲ့ကျုပ်လဲသူတို့နဲ့တူတန်းစီပြီးဒီဘက်အစွန်ဆုံးကထိုင်လိုက်ရတယ်။လက်ထဲကငါးချက်တန်လေးကကျုပ်ကိုစကားအများကြီးပြောနေပြီလေ။ကျုပ်ထပြန်ခြင်းနဲ့ ါပေမဲ့ပြန်လို့မရခဲ့ဘူး။ခြေတုံချတုံနဲ့ကျုပ်ထိုင်းနေခဲ့တယ်။တော်ထမင်းမပါဘူးလားလို့ဆော့ဆော့ကအဖွားကြီးကမေးတယ်။မပါဘူးဆိုတော့ဒါဆိုကျုပ်ထမင်းသွားဝယ်မယ်။ဟိုနားဆိုင်မှာကျုပ်တို့လိုအဖွားကြီးအိုတွေကိုထမင်း20ဟင်း20ပဲယူတယ်။တော်မှားမလားလို့မေးတယ်။ကျုပ်ခေါင်းရမ်းပြလိုက်တယ်။သာဆိုလဲနောက်ရက်ထမင်းထုတ်ခဲ့တော့လို့ပြောရင်ဖွာကြီးကိုထထသွားတော့တယ်။အဲ့ဒီနေ့မနေ့ဆန်စားချိန်ကနေညနေဆောင် တခြားဖွားကြီးဦးတွေပြန်သွားတဲ့အထိကျုပ်ထိုင်းနေတာငွေ150လောက်ရခဲ့တယ်။ကျုပ်ရင်ထဲမှာတထိတ်ထိတ်နဲ့မျက်နှာတွေလည်းထူအန်းလို့ပေါ့တော့။ခြိလန်းနေရကပောက်တိကပောက်ချာနေအိမ်ကိုပြန်လာခဲ့ရတယ်။အိမ်ရောက်တော့မှောင်းနေပြီ။တအိမ်လုံးလည်းတိတ်လို့ခင်ထားကအမေဘယ်သွားနေတာလဲဆိုတော့ကျုပ်ဘာမှမပြောဘဲငွေတွေထုတ်ပေးလိုက်တယ်။ဘယ်ကရလာတာလဲမေးတော့ကျုပ်ကအကျိုးအကြောင်းပြောပြတော့သမီးလိမ္မာကဘာပြောတယ်မှတ်တယ်။ အမေဟာကောင်းသားပဲအဲ့ဒီပဲတော့မနဲ့ပြန်ထမင်းထည့်ပေးမယ်တဲ့ကျုံမျက်ရည်တွေလဲလာပေမဲ့အာတင်ပြီးပြန်သိမ့်လိုက်ရပါတယ်။ဩခုထီသားသမီးများမအီဟိုကြီးအလူခံကြွေးတာဆားရက်ကြတယ်။အေးလေအမောင်နဲ့ကလေးတွေကလည်းခင်ထထမင်းကိုပဲနှိုက်ကြတာ။သူတို့အတွက်ရောကျုံအားတွေတင်းရတာပေါ့။လှူကြတဲ့ကလေးတွေကကျုပ်တို့ကိုအရွယ်ကိုလေးစားခြင်းနဲ့လှူကြရတာ။ကျုပ်တို့နောက်ကငိုတောင်းမဲ့လူတွေအတွက်အခုအသက်အရွယ်ထိ ဝကျူးမကင်းရှာကျွေးနေရတာတွေစာအိုထိမ့်သိမ့်နေရတာတွေကိုသိရင်စေတနာများပြတ်ကြပြီလားမသိ။အိုးကျုပ်တို့လူမျိုးကတရားအကောင်းပါလေ။လှူကြပါစီတော်များများလှူကြပါစီ။စထက်တဘူတိုးလို့လှူနိုင်ကြပါစီ။အလှခံတဲ့ကြာလာတဲ့နဲ့အမျှကျုပ်တို့ဖိုးကြီးကိုဖွားကြီးဦးတွေမှာနာကြီးစရာခြေကွဲစရာနောက်ခံဆက်ကြောင်းလေးတွေနဲ့ကြည့်ပဲဆိုတာသိလာရတယ်။အမေခင်ဆိုတဲ့ဖွားကြီးကိုကြည့် လေးဖြတ်ထားတာလမ်းလျှောက်နိုင်တာမဟုတ်ဘူးသူ့သမက်ကမင်းတိုင်းချီပွေချပြေးသွားတာချပြီးတဲ့နေရာထိုင်နေရတာညောင်းလိုက်ကြိုက်လိုက်တာလို့တနေ့လုံးညင်းရှာတာဟုတ်တာပေါ့ဥဒ္ဓမန်တနေ့မှတနေ့လုံးဒူးတုပ်ပြီးကွေးကွေးလေးထိုင်နေရတဲ့ဥစ္စာကြိုက်တာပေါ့ကျောက်တော်အခုညောင်းထက်ကြိုက်တတ်နေပြီအမေတင်နဲ့ညောင်းရှာမှာပေါ့ဒါပေမဲ့အမေခင်ခင်ဗျာတရက်မှမလာပဲမနေရဘူးသူ့သမက်ကိုကြောက်ရတယ်တဲ့မလာခြင်းမှုဆိုရင်ရိုက်မယ်ပုတ်မယ်ချင်းကြောက်တယ်တဲ့ကြောက်စရာကြီးပါတော့ ိုတယောအိုကြီးကိုတအီအီထိုးနေတဲ့ဖိုးဩကြတော့တမျိုးသူရွှေပြည်ကြီးတို့မျက်နှံဓာတ်တို့တခါတလေဝီစင်ရန်ဓာတ်တဲ့အောင်မင်္ဂလာတဲ့တချင်းတွေကြုတ်ပြင်တိပောင်တော့ဒီရောက်မှကြားဘူးတာအရင်ကမင်းသားကြီးတဲ့သူဆိုရင်လွမ်းစရာကောင်းလိုက်တာသူ့မှာမိရဲ့ကြိုးလိုအိပ်ရာနဲ့လဲနေတဲ့မိန်းမနဲ့ရင်ကျက်ပန်းလာတဲ့သမီးလေးနဲ့ပြောရရင်စိတ်ညစ်စရာကြီးပါတော့စားဖို့အနိုင်နိုင်နေသေးမလားညသေးမလားလူပမာနှစ်ယောက် စေဘိုးဝေးလိုက်တာမိရဲ့ကျိုးကစိုးရင်ပန်းနာတယ်ကလေးကပြုစုလိုက်ပန်းနာတယ်ကလေးရင်ကြက်ရင်မိရဲ့တရရင်ဖိပေးလိုက်နဲ့ဖိုးအောမှာထမင်းတော်ပါရှာတာမဟုတ်ဘူးတခါတလေရင်နာရှာထင်ပါတယောကြီးဖိထိုးပြီးဆွဆွဲငယ်ငယ်တခြင်းတွေဆိုရင်ငူးရှာတယ်ကျုပ်တို့လည်းမျက်ရည်လဲကြတာပေါ့ဖိုးအောထမင်းမပါလဲပါတဲ့သူကဝိုင်းကြွေးကြအတူမျှစားကြနေပေါ့ဘာပဲဖြစ်ဖြစ်လေး ကျုပ်တို့ရဲ့ဒုက္ခတွေကိုအိမ်မှာခဏထားခဲ့ပြီးဒီမှာတက်တူရွယ်တူတွေမျှတာပြီးအတူနေကြစားကြရတာတော့ပျော်စရာပါပဲနေ့လယ်ဆိုလည်းဖိရင်ဆုတောက်ကြသေးတယ်ညနေဆောင်းရင်တော့လက်ထဲမှာကြစ်ကြစ်ပေါင်းဆုပ်ထားတဲ့ငွေစာလေးတွေကင်ပြီးကိုယ့်အိမ်ကိုပြန်ချရတော့တာပဲကျုပ်တို့အိမ်သားကမကြီးပင်ကြီးမှာဇရက်တီတကြီးကြီးတခြားကြောင်အော်ဟိဆူညာအိတ်တန်းပြန်တဲ့အချိန်ရောက်ရင်ကျုပ်တို့လေကျုပ်တို့အတိုက်မြုံလေးတဲ့ခေါင်းရှိုးဝင်း ပါလာတဲ့စားစရာလေးတွေအလူရဲ့စားတော့ဖို့မျောနေတဲ့မြီးတွေနဲ့တလုတ်တဆုတ်ဝင်းခါစာရင်တနေ့တာကုန်ရတော့တာတခါတလေများစိတ်ကူးရင်မိတယ်ကြုတ်ပြန်ရမယ့်အိမ်ကအခုလိုတစ်ဖက်ရက်တဲကလေးမဟုတ်ဘဲခြံကျဲကျဲတိုက်ကြီးကြီးကျုပ်ကလည်းစိန်ရှိအပြည့်နဲ့တထီးမကြီးတာသမီတွေကလည်းစိုက်ကားသမားအရက်သမားမဟုတ်ဘဲဆရာဝန်ကြီးတွေကျောင်းဆရာကြီးတွေပြောရင်းဆိုရင်တော့ဟိုလိမ့်စာငါးစာကျွေးတဲ့နားမှာဆိုပါစို့ ဟောရက်နေတဲ့ကျုံနဲ့ရွယ်တူလောက်ရှိမဲ့အဖွားကြီးလို့ပေါ့တော့ကြည်စမ်းသူတို့များကြည့်လိုက်တာနဲ့တထိမှန်သိတာတယ်နှုတ်ဖက်ဆိုပြေးနေတာပဲစပင်းကဖြူးနေပေမဲ့တတ်တတ်ရရထုံးဖွဲလို့ခြုံထားတဲ့သုံးမွေးပေါ်ဝါကလည်းအမွှေးရှည်ကြီးတွေနဲ့လှလိုက်တာဈေးမယ်လုံးကြီးဆိုတာလည်းအိဆက်လို့စိတ်နှက်ကကလည်းတစ်ဖြက်ဖြက်လက်လို့တော့အီလီသူတို့လိုချမ်းသာရင်ကျုပ်ဒီနားမှာထိုင်အလှခမ်းနေမနဲ့လားသူ့လိုချမ်းချမ်းသာသာပျော်ပျော်ရွှင်ရွှင် နေရမှာပေါ့ ချမ်းသာလို့လှူခန်းနေရတာကို့အလို့ကို့လို့တာပဲကောင်းပါလေအီကွေအခုလို့ဖွားဖွားတို့ကိုလှူလို့ကလေးတို့စာမျိုးဝဲတွေအောင်ပါစီဆရာဝန်ကြီးတွေဖြစ်ကြပါစီ မင်္ဂလာဆောင်တွေထီကြီးလဲပောက်ကြပါစီကွေစိတ်ထဲမှာကြည်နူးလိုက်တာအပြင်ထွက်ရတာအပြင်လေးစစ်စစ်ကိုရှူရတာအဲတဲကိုအေးသွားတာပဲအိမ်ထဲမှာဆိုရင်လေလေယာစာဆူထိုင်းထိုင်းနဲ့ လေးဆက်ကထွက်လာတဲ့လေးတူကိုရှူရတာအသက်ရှူမဝပါဘူးရှင်တကယ်ပါပဲကြည့်ပါဦးလေးကလေးကတဖြူဖြူသွားကြလာကြတဲ့သူတွေကလွတ်လွတ်လပ်လပ်ပျော့ပျော့ပါပါအော်ဒီလိုအချိန်ကြီးကုံဆုံးခဲ့ပြီနုနယ်ရုပ်စင်းပြုတ်မြင့်ချင်းကအိုမင်းနောက်ဆုံးပါတကားတဲ့နာဖို့တေဖို့သာကြံတော့တာအိုရာကအိုပြီဖျားလာခြင်းလို့လိုက်ပို့ပါဆိုတော့ပို့တဲ့မြေကလေးမောင်ကျော်ကိုကျေးဇူးတင်လိုက်တာ အင်း तू ကလည်းနောက်ဆုံးဝယ်လိုက်တဲ့ပရာဒိုကားကြီးကိုပြကျင်လို့ဆိုပြီးအိမ်ကိုလာတာကျမမိနှစ်ယောက်ကလည်းသူတို့အကိုဝမ်းခွဲကိုတစ်ဖက်မောင်းပို့ရမယ်လို့ပူဆောင်းသွားကျင်တာကမြို့တော်ဥယင်နဲ့သူတို့ကစားကြလေချားနဲ့တနင်္လာနေ့နေ့ကြာမှာကိုအမေကြီးကိုဖျားပို့ခဲ့ပါကွယ်ဆိုပြီးဆွတ်ထွက်လာတာမောင်ကျော်လေးကြားမှာပါစီကွယ်အိမ်မှာလည်းကားနှစ်စီးရှိပါတယ်တစ်စီးကသမီးလို့သူအထုကုဆရာဝန်မကြီးကယူသွားမနေ့6နိုင်ရထွက်စေကန်းတွေတစ်ခုပြီးတစ်ခုပြောင်းထိုင်း အချိန်တန်တော့ဆေးရုံသွားဆေးရုံကပြီးတော့ဆေးကန်းဝေတွေတင်းချီယူပြီးလူနာတွေခွဲရစိတ်ရညအိမ်ကိုသူပြန်ရောက်တဲ့အချိန်ကအစောဆုံး7နာရီပဲပင်ပန်းလိုက်တဲ့သမီးလေးကွယ်လွန်သွားတဲ့သမက်အစာနှစ်ယောက်စာပေါင်းရှာဖွေးနေရတာကျမဖြစ်မကြည့်ရပါဘူးတိမ်တောင်လုံးတွေကုန်းကြုံလုံးနေရရှာတာလေတရက်တလေမှမနာရှာဘူးမအီရောကလေးတွေရောမညိုးမငယ်နေရတာသူ့ကြောင့် ဒါကြောင့်ကျမလည်းသမီးတဘောကြောင့်အလုံးနေပေးရတယ်။ဒါမှသမီးစိတ်ချမ်းသာရှာမှာ။နောက်ကားတစည်းရလည်းအကြီးမကျူးရှင်ကျောင်းကွန်ပျူတာသင်တန်းအီရိုဘစ်သင်တန်းအငဲကောင်တချင်းဆိုလေပတ်အပေါင်းသင်းနဲ့ထွက်သူတို့မောင်နှမချင်းကိုအဝေးမညီဘူးခဏခဏရန်ဖြစ်တယောက်ပို့တယောက်ကျိုးကြီးကလည်းများစုကလည်းစုဒရိုင်ဘာတွေမျက်စိလည်းနာညီခဏခဏထွက်ဒုက္ခတွေရောက်မောလိုက်တာ။ သူတို့ကိုကြည့်ရတာမောလိုက်တာသူတို့ကိစ္စရင်လည်းသူတို့ရှုပ်နေတာ တခါတလေကျမအပြင်လေးပါလေထွက်ချင်ကားမရှိဘူးကားမရှိတာထားပါလေကျမအပြင်ထွက်တာကိုလည်းသမီးကတိတ်မကြိုက်ချင်ပါဘူးညနာကအိုးအိုးရေဟိုတခါတော့အလှတစ်ခုကားငါးပြီးသွားမယ်လို့လို့ဖွင့်ထားတာမမီကလည်းသမီးနဲ့မမေ့မီးတဲ့အချိန်ပြိအိမ်မှာမရှိဘူးအိမ်ပေါ်ဆိုတာလေယုံရတာမဟုတ်ဘူးအိမ်ရှင်တွေဘယ်သူမှမရှိတော့ရှိတာတွေမှချသွားရင်ဒုက္ခ ။တမိဖြောင်းဖြောင်းစည်းဝါးရှာနေအောင်မမေအိမ်မြင်းမှာပေါ့မမေတိတတ်မှာပေါ့တမိဖြင့်ပြောရတာငရေကြီးတော့မှာပဲတဲ့။ဟုတ်တာပေါ့ရှင်။အန်ဆွေထဲမှာလည်းငွေရအထက်လိုက်။တမိအင်ကြီးလုံးကြီးတွေကတစုံတစုံ9000တော့တောင်းထန်နေ။ကိုကသူ့မိခိုနေရတာလေတိတတ်ရတာပေါ့။နောက်ပြီးကိုကမျက်စိရလည်းတိတ်ကောင်းတာမဟုတ်။ခွဲထားတာဆိုတော့အိမ်မာနေတာပဲကောင်းပါလေလीလျှော့ထားလေကျင်ပက်ချင်အရင်အလိုသွားကျင်လာကျင်စိတ်တီးလျှော့ ချင်းချင်းစန္ဒနာကိုမလိုက်နဲ့တရားနဲ့ဖြီးတရားခွေဒီနားထောင်ပုံးလို့သမီးဝယ်ပေးထားတာသမီးကတော်ရှာပါတယ်တိတတ်ပါတယ်ဆရာတော်ကြီးတဲ့တရားခွေတွေကျမသွားနာခြင်းမန်းတိတော့တရားခွေတွေဝယ်ပေးထားတာယေရှုတင်ရတယ်တရားခွေမှာတိုးတိုးခွေခွေအညောင်းခံချင်းကြိုက်ခံမယ်စာအိမ်မှာတက်တောင့်တက်တာနားရတယ်ဒီဒါပေမဲ့တခါတလေအငယ်ကောင်ကသူ့တခြင်းတန်တွေစူးညံနေအောင်ခွေနေတော့ကျမတရားခွေတွေတိမ်ပြီးအခန်းထဲအောင်းနေရတော့တာပေါ့ အဲ့ဒီတော့လေတရားမှတ်ရတာပေါ့လေကျမအကောင်းဖက်ကကြီးတွေးပါတယ်ဒါပေမဲ့တကုတ်ကုတ်နေရတော့တိတ်ပြင်းတာပဲရှင်ပြောပါဘကောသမီးတွေမြည်ရမှာအာတနေ့ကကျမတယောက်တည်းစကားပြောစရာအဖို့ကမရှိအိတ်လိုက်ထိုင်လိုက်ထလိုက်တရားနာလိုက်ပြင်းလိုက်တာတခါတလေထမင်းဝိုင်းမှာစုံကြရင်လေသူတို့ပြောကြတဲ့စကားတွေကိုကိုလိုက်မမီစကားဆက်လို့ဝင်ဆုံးမမီရင်ဘဘအတာနေစမ်းမှာနားမလဲပဲနဲ့ဝင်မပြောနဲ့လို့မြည်တွေမှန်တာခံရသေးတယ် ။တမီးကလည်းဟဲ့ဖဖကဒီလိုပြန်မပြောရဘူးလို့မဆုံးမဘူးရီးနေတာ။ကျမတို့ခင်နေတော့အကွာကြီးကွာခဲ့ပြီ။သူတို့နဲ့စကားမပြောရတော့အိမ်ပေါ်ကောင်မလေးတွေနဲ့ပြောကြည့်ပါတယ်။သူတို့ကလည်းအတူတူပဲ။သူတို့တိတာနဲ့ကိုတိတာကွာချပြီ။ခမောင်ရင်မသိ၊မင်းရှင်မသိ၊ကြည်ကြည်သေးမသိ။သူတို့ပြောတဲ့နာမည်တွေကျမကမသိ။စိတ်ပြေလက်ပြောင်း TV လည်းမျက်လုံးကြောင့်ကြည့်မရ။ကောင်မလေးတွေကလည်းအလုံးနဲ့လက်မပြတ်။ကျမနားမှာဘသူမှမရှိ။ ိမ်ကြီးတအိမ်လုံးဟာပြင်းကြီးခြောက်သွေ့နေတာပဲ။သမီးဝယ်ပြီးတဲ့တရားခွေလည်းဖွင့်ပါတယ်။နေတိုင်းဖွင့်နေရတော့လေစိတ်ကအာယုံစုစိုက်လို့မရတော့ဘူး။အားလုံးလည်းအလွတ်လောက်နေပါရနေပြီ။ထတ်တလဲလဲနားနေရတော့လေညင်းငွေ့လာပါပြီ။တညမှာတော့သမီးစီကန်းအပြန်ဆောင်ရင်မျက်စိမှုံမှုံနဲ့ကြုံရအခွေတခွေထည့်ဖွင့်လိုက်တာအငိမ့်တချင်းခွေလေးဖြစ်နေတယ်။အဆူတော်ကလေးကလည်းကောင်းလိုက်တဲ့အတန်းပြီလိုက်ကြည်လိုက်တာ။ လေပါဒီမမြရင်အလှရှင်တခြင်းအင်းကျမတို့30အရွယ်ကကြည်ရတဲ့မခင်စိန်တို့အမားစိန်တို့နွဲ့နွယ်ဆန်တို့ဒီတခြင်းစုံနေကြပေါ့ကျမလည်းဒီပိုင်းတစတော့ရပါသေးတယ်ဗါတဲ့အပိုင်တော်ကြံလိုက်တဲ့ရှင် တိုင်ပေါ်အလံဆိုင်ခြင်းနဲ့အဲ့ဒီတုန်းကသူတို့ကခဲ့တာလေးတွေလှလိုက်တာခြေချိုးလက်ချိုးလေးတွေကကော့ညော့လို့ဟောတယ်လို့ဟောတယ်လို့ကျမလည်းငငယ်တုန်းကတော့အကသိတ်ဝါဒနာပါခဲ့တာပေါ့ရှင် ခုတော့မကရတာလဲကြာသူများကတာမမြင်ရတာလဲကြာပါပြီဒီတခြင်းလေးကြာရတာနားထဲချိုလိုက်စိတ်လိုက်တာဗါတဲ့ဤချင်းနဲ့အင်္ဂလန်နိုင်ငံเจ้าကို မောင်းတော်ထားပါလားပြိုတပါမသိအောင်စာရေးတဲ့ဆရာတော်အိမ်မလာရအောင်ဟင်ကဆက်ကို6ခန်းနဲ့ပြိတ်လိုက်တာဘယ်သူပါလဲအော်တမိပြန်လာပြီ哦မိမိတမိကိုဆောင်ရင်တခြင်းကလေးကောင်းတာနဲ့အိုး တမိမျက်နှာတင့်လို့ပါလားမမေတငယ်ပြန်နေတာလားတဲ့ဖះဖះတမိကြည့်နေတာမမေတချင်းလက်လိုက်ဆိုနေတယ်လက်လုတ်ခြေလုံးနဲ့ကလည်းကနေတယ်မမေရဲ့မမေအရွယ်ကြီးနဲ့ဒီလိုလှုပ်နေရင်အိမ်ပေါ်ကလေးမတွေအယိုသေးတန်တော့မှာပေါ့ပြီးတော့အတင်းပြောလဲခံရအောင်မယ်မမေအရွယ်နဲ့လိုက်တဲ့တရားဖွေတွေမမေဝယ်ပေးထားတယ်လေဖွင့်ပေါ့တဲ့ပြောရက်လိုက်တာတမိရဲ့ကျမမျက်ရည်တွေတောင်လဲလာပါတယ်အေးအေးမမေသိပါပြီ တမီးကကုံကျက်တီရီနဲ့ပြည်စုံတဲ့ဆရာဝန်မကြီးပဲ။သူကကိုယ်တင့်လျော်အောင်တင့်တင့်အောင်ထားရှာတာပဲ။နောက်ကိုတမီးဖြစ်စီခြင်းနဲ့တိုင်တရားနဲ့မှုရော်နေအောင်မမီစူးစားပါမယ်။စိတ်ဖြစ်ရမရှာတော့ပါဘူးကွယ်လို့စိတ်ထဲကပြောပြီးကျမထထွက်လာခဲ့တော့တမီးကအိမ်ပေါ်ကောင်မလေးကိုစူးနေတန်ကြားရတယ်။နောက်ကိုမမီအိပ်ပစီငါပြန်မဆောင်စေနဲ့။မမီအိပ်ရေးပြင်ရင်သွေးတိုးတယ်ဆိုတာနင်လို့မသိဘူးလားတဲ့။အဲ့ဒီသွေးတိုးတဲ့ယောဂကြီးရှိနေတာလေကျမအတွက်ဒုက္ခတစ်ခုပါပဲ ကျမသွေးရိုးရှိပြီဆိုတာသိကြတဲ့ကတမီးရမိမိအငန်လျှော့စားရမယ်ပော့ပော့ချက်လို့အိမ်ဘော်တွေကိုမှားတော့တာပဲတမီးရဲ့အမေကိုလိုက်နာကြရတယ်လေကျမရဲ့တောင်းပန်တိုးရှုတဲ့မျက်လုံးကိုသူတို့ဘယ်ကယူဆိုင်ပါမလဲဒီယောဂဝင်လာပြီးကြတဲ့ကကျမအလွန်နှစ်သက်တဲ့ငံပြားရေးစီတက်တို့ပင်ငပိချက်တို့ဝတ်သားပုံးရည်ကြီးချက်တို့ကိုအပိအပိုင်ဆွန့်လိုက်ရတာပါပဲချိုရဲရဲပဲနဲ့ဖြူဖက်ဖြူရောကြသားပြုတ်ကျော်အေးဆက်ဆက်စွပြုတ်တို့အိုးမုန်းလိုက်တာ တလုတ်တဆုပ်ပဲစားပြီးထမင်းပွဲကိုကြောခိုင်းခဲ့ရတာကြည့်ပဲ။တမီးကအကောင်စားစီမံပေးပါတယ်။ဒါပေမဲ့သူစားခိုင်းတဲ့ကွေကားအုပ်တို့ပေါင်မုံတို့နွားနို့တို့ဘာလို့မှလဲကွယ်။ညီဆုဆုနဲ့ဟောလစ်မတူပါတို့များနှံထောင်များများစီရွှဲရွှဲနဲ့ငချိတ်ပေါင်းတဆုပ်စားလောက်မှရတာမရှိပါဘူး။တခါကကောင်မလေးတွေကိုမိုဟင်ကခိုးမှစားမိတာတမီးတိသွားလို့အလုတ်ဖြုတ်ပြမယ်ကျိန်ထားတာနဲ့ကောင်မလေးတွေလည်းဝယ်မပြေးရချရှာတော့ဘူး။ အလျံပဲပေါများတဲ့ဆရာဝန်မကြီးအိမ်ထဲမှာအမေလှုပ်သူဟာအဆိုင်ရစာငတ်နေပါတယ်ဆိုရင်ကြားရသူတွေရုံမဲမထင်ပါဘူး။အိုးဘာသာမလေးရှင်တယောတာလေးတငိမ့်ငိမ့်နေ။အော်ခုနကဖိုးဖိုးကတယောထိုးရင်တချင်းဆိုနေတာပါကလား။နဝင်းချုပ်လိုက်တာနားချမ်းတာလိုက်တာ ရင်ထဲကိုပြည့်သွားတယ်လို့ပဲ။ဟောအနတ်ဒီအနတ်ကိုသိပါတယ်။သိပြီသိပြီ။ မယန်းသီးထောင်းငပိဖုတ်အနှံလေးရဲ့စက်သွန်စိမ့်နှံကလေးရဲ့အမလီတည်တော်ကြကျင်လာပါပြီလားဒီဘက်ထိတ်ကဖွားဖွားထမင်းချိုင်ဖွင့်ပြီးဟိုဘက်ကဖွားဖွားကိုထည့်ပြီးလို့ဖြစ်နိုင်ရင်ကျမနည်းနည်းကြွေးစမ်းပါရှင်ဆိုပြီးတလုံးတဆုပ်နှိုက်စားလိုက်ချင်ပါရဲ့အော်မဖြစ်သေးပါဘူးလေစိတ်ကိုထိမ့်မှတဏှာကိုဖြတ်နိုင်မှဒါပေမဲ့ရှင်ကျမနဲ့ရွယ်သူတွေစင်စင်ရဲရဲ အလှခံစားနေရကြရှာတယ်ဆိုပေမဲ့အုံနဲ့ကျင်းနဲ့အုပ်စုနဲ့ပျော်စရာကောင်းလိုက်တာကျမလိုအိမ်တလုံးထဲမှာပြင်းကြီးငွေစွာအထီးကျန်နေရတာမဟုတ်ဘူးနော်ရှင်တို့ကုသူကောင်းလိုက်ကြတာဩဒီပဲဆုံးကဖွားဖွားကျမကိုငေးနေလိုက်တာကျမမျက်စိမွဲပင်ပဲဒီလောက်နီးနေတော့ရှစ်မျက်လုံးထဲကအားကျရိတ်တွေကိုကျမသိပါမြင်ပါတယ်နော်ရှင်တို့မြင်ရတဲ့စိတ်နှက်ခတ်တော့အဝိအစားတော့အခွန်နေပါ အခွန်တွေကိုဖယ်လိုက်ရင်ဟက်တက်ကွဲနေတဲ့အသေးနှလုံးကိုရှင်တို့မြင်မှာမဟုတ်ပါဘူး။ကျမဖွင့်ပြလို့လည်းမရဘူးလေ။ကျမသမီးကဂုံတရေရှိဆရာဝန်မကြီးလေ။သူ့အမေကျမကဒီလိုခံစားနေရပါတယ်ဆိုရင်သူဂုံပြက်မှာမျက်နှာငယ်မှာပေါ့။မြို့သိပ်ထားမတိမချင်းမြို့သိပ်ထားအားလုံးအမြင်မှာသမီးကဖူးဖူးမုတ်ကူးဆိုင်လွန်းလို့မိဘကျေးဇူးအထူးတည်လွန်းလို့စီစဉ်အပြည့်နဲ့ပြောနေတဲ့တတိကရိုလ်ပုံစံအပြည့်ဖြစ်နေစေရမယ်။ စိတ်ချမ်းချမ်းတာတာနဲ့လောကစည်းစိမ်ခံစားနေရတာပဲလူသိစီရမယ်။ကဲနေညူပြီကိုကျော်လေးလည်းပြန်လာတော့မယ်။အချိန်တန်ရင်အိမ်ပြန်ချရမှာပေါ့နော်။ဖွားဖွားတို့ရဲ့ရှင်တို့ကတော့အိတ်တန်းပြန်ငှက်တယ်လို့ကို့အတိုက်မြုံစီပြန်ချမှာပေါ့။စူးစူးညံ့ညံ့ကြိုကြထမင်းပွဲမှာလူရဲ့စားကြဘလောက်ပျော်စရာကောင်းမလဲ။ကျမကတော့အတောင်ဖြတ်ခံထားရတဲ့ငှက်အူမကြီးပါ။ ကျမရဲ့အပြန်လမ်းမှာတော့အေးဆက်နေတဲ့ထမင်းဝိုင်းစကားပြောဖို့မရှိပြီးရင်ညီငွေဝဲကြီးကျယ်ခမ်းနားမှုတွေနဲ့ပြည့်စုံနေတဲ့ရွှေလောင်ကြိုင်တစ်ခုစီကိုအဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်အခုလိုဝိထုလေးတွေကိုအမြဲတမ်းဖတ်ပြခြင်းလို့ကျမတို့ရဲ့ Simple Daily Life Channel လေးကိုလက်ခံ Subscribe လေးလုပ်ပေးပါဦးနော်နှစ်သက်မြင့်ရတဲ့တငယ်ချင်းမိတ်ဆွေတို့မျှဝေပေးဖို့မြစ်တမ်းရက်ခတ်ပါတယ်ရှင် ကျေးဇူးတင်ပါတယ်ရှင်။